တချင်ကအမင်မှုများစွာရရှိထားတဲ့ဝတ္ထုကိုပြန်လဲပုံဖော်ဖန်တီးမဲ့မကျိုးကိုဘလို့ပြောပါဇလန်တွေကထုတ်ပွဲပြီးမင်္ဂလာပါပြိသက်ကြီးတို့ရဲ့ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လို့ရကတချင်ကအမင်မှုများစွာရရှိထားတဲ့ဝတ္ထုကိုပြန်လဲပုံဖော်ဖန်တီးမဲ့မကျိုးကိုဘလို့ပြောပါဇလန်တွေကထုတ်ပွဲပြီးမှုအခမ်းအနားကိုတော့ဇွန်လ3ရက်နေ့နဲ့9နာရီကရှင်ကုန်မြို့ဗဟန်းမြို့နဲ့မဟာဝိဇ္ဇယဘုရားမှာကျင်းပခဲ့ရပဲဖြစ်ပါတယ်ရှင် ကျွန်တော်ရဲ့ပထမဦးဆုံးဇလန်တွဲလေးပါဇလန်တွဲအမိကလည်းမကျိုးကိုဘလို့ပြောရပါဆိုတဲ့အတိုင်းဆာရစ်စီယာမခင်လန်ကျူရဲ့နမည်လေးအတိုင်းပါပဲဒီဝတ္ထုလေးကိုကျွန်တော်လူပြိုးဘွားတွေကအရင်ကြိုက်တယ်ကျွန်တော်ဒရိုက်တာဖြစ်ရိုက်မဲ့စိတ်ကူးခွဲမှုတယ်ရှင်းပါလဲရုပ်ရှင်လေးရိုက်ဖူးထားတာမို့ရုပ်ရှင်တကအနေနဲ့ဖန်တီမယ်ဆိုရင်တော့ကျွန်တော်အတွက်စိန်ခေါ်မှုမရှိတာမို့ဆက်လက်တော့အနေနဲ့ရိုက်ကူးဖို့လုပ်ခဲ့တာပါလို့ဒရိုက်တာဝင်းထွန်းထွန်းအမှုပညာပြချက်ကပြောပြလာခဲ့တာပဲဖြစ်ပါတယ်ရှင် အဆိုပါစကားကိုတော့ဇက်လန်ခင်လိုက်ကျူဇက်ညူရွှေပြည်ဒရိုက်တာဝင်းထွန်းထွန်းအမှုပညာပြချက်ကတရုတ်ဆောင်နေဖြစ်တဲ့ညီထုခေါင်ထူအောင်မူးထိတ်တာသစင်တော်ဝင်အပါဝင်တခြားတရုတ်ဆောင်များစွာနဲ့ရက်ကူမှလည်းဖြစ်ပါရဲ့ရှင်မကျိုးကိုဘလို့ပြောရပါသုံးပွင့်ဆိုင်အချစ်ဇက်လန်တွေကိုတော့အပိုင်း16ပိုင်းစားနဲ့ဇူလပိုင်းအတွင်မှာတော့ရန်ကုန်မြို့နယ်တခြားမြို့နယ်တွေမှာစတင်ရက်ကူပုံဖော်တော့မှလည်းဖြစ်တယ်လို့သိရပါရဲ့ရှင်ပြည်သက်ကြီးတို့ရော ဒီဇလန်တွေလေးထွက်လာခဲ့ရင်တော့အပိပုမမေ့ချပါနဲ့နော်အစီအစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်